အတွက်တနင်္လာသားသမီးရဲ့လုပ်ငန်းစီးပွားပိုင်းတွေကိုစတင်ပြီးတော့ပြပြပေးသွားမှာဖြစ်တယ်။အော်ဒီနှစ်အတွက်လုပ်ငန်းစီးပွားပိုင်းတွေကိုကြီးလိုက်တဲ့အခါမှာတနင်္လာသားသမီးရဲ့လက်ရှိပေါ့နော်ဒီနှစ်စပိုင်းထဲမှာလက်ရှိနေထားတိုင်းသွားလိမ့်မယ်။သွားနေလိမ့်မယ်ပေါ့နော်လက်ရှိနေထားလိမ့်တိုင်းသွားနေလိမ့်မယ်။နှစ်လပိုင်းနည်းနည်းလေးရောက်လာတဲ့အခါမှာအာပေါ့တော့ဘယ်လိုခေါ်မလဲ။နည်းနည်းလေးပေါ့လက်ရှိလုပ်ငန်းပိုင်းလေးတွေကအနည်းငယ်နော်ဒီအနည်းငယ်ကြာစင်းနေတာမျိုးလေးတွေရှိမယ်။ဒါမှမဟုတ် ဟောအမြင်နိုင်ကြနေတာမျိုးမဟုတ်ဘူးတက်လိုက်ကြလိုက်နေတော့ဒါလုံနေစီးပွားပိုင်းလေးတည်းကဒီ2025ခုနှစ်ထဲမှာသွားနေလိမ့်မယ်အခက်ခဲထင်းကုန်လေးရတော့ရင်ဆိုင်ရလိမ့်မယ်အရရမှလွယ်ကူရိုးရှင်းစွာနဲ့ပြီးဆုံးသွားတာမျိုးမဟုတ်ဘူးเนาะအဘာလုပ်ငန်းတွေပဲလှုပ်လှုပ်အခက်ခဲလေးတွေရှိမယ်ရှင်ပြန်မှုလေးတွေရှိမယ်ဒီလိုမျိုးတွေကြုံတွေ့မိပါမယ်အဆင်ပြေမယ်လွယ်လွယ်ကူကူမဖြစ်နေဘူးပေါ့เนาะအဲ့တော့လုပ်ငန်းပိုင်းတွေမှာတော့မမီးရဲ့အလောက်ကန်စီးပွားရေးပိုင်းတွေမှာတော့အကူအညီထောက်ပံ့ပေးမဲ့သူတွေပေါ်လာတာမျိုးတွေရှိမယ်เนาะလူကုန်တိုင်းတိုင်းဝိုင်းအဆင်နဲ့ရှိသူတွေအကူအညီထောက်ပံ့ရ ရှိတာမျိုးမျိုးသမီးတူတယောက်ကအကူအညီထောက်ပံ့ကောင်းတွေရရှိပြီးတော့နော်ဒီကိုယ့်ရဲ့လုပ်ငန်းပိုင်းတွေမှာအဆင်ပြေသွားတာမျိုးတွေရှိမယ်လုပ်ငန်းတစ်ကလေးတွေလောက်ရတတ်တယ်နော်အာဒါမဲ့ညှိုးမဲထားသလောက်ရည်ရွယ်ထားသလောက်တော့စီးပွားရေးကမကောင်းနေဘူး မျောလင့်ထားတော့မဖြစ်ထုံးဖြစ်နေရပေါ့နော်အဲ့လူမျိုးချားမနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းတွေကအဆင်ပြေမယ်နီးပညာနဲ့ပတ်သက်တဲ့လုပ်ငန်းပိုင်းတွေလုပ်နေတဲ့သူတွေကတော့အောင်မြင်စေတတ်ပါတယ်နော်အဲ့လိုမျိုးဒီနေပိုင်းထဲမှာတော့အိမ်ပြင်းနာတို့အိမ်သိဝင်နာတို့ကြုံရမယ်နော်အာနာမအိုးအိမ်ပိုင်းလေးနဲ့ပတ်သက်ပြီးတော့အနေငယ်စိတ်ညစ်စရာလေးတွေပေါ့နော်ပူပန်မှုလေးတွေနဲ့ငယ်ကြုံရမယ်နော်အဲ့တော့စီးပွားရေးပိုင်းနေမှာကမမီတို့အနေနဲ့ပေါ့နော်လုပ်ငန်းစီးပွားရေးလုပ်နေတဲ့ကာလပတ်လုံးမှာ မမီတို့အနေနဲ့အပြိုင်ဆိုင်မှုလေးတွေကပေါ်လာမယ်ပြိုပြိုင်ဆိုင်မှုလေးတွေကတတိထားမယ်အချက်ရှိတယ်မနော်အဲ့တော့ကိုလို့ဆန်ရှိရဲ့အလုပ်ကိုပဲအဲစောက်ချပြီးလုပ်သွားပါပြိုင်ဆိုင်မှုကိုပြန်လှည့်ကြည့်နေမယ်ဆိုရင်အဆင်ပြေမှုတွေရှိလာနိုင်တယ်နော်အာဒါပေမဲ့မိမိတို့အနေနဲ့စီးပွားရေးဘိုင်းတွေမှာအာဘာဖြစ်လို့လဲဆိုတော့ကံညာဝိရအားဆိုင်ရမယ်နော်လောဘတွေဒေါသတွေမောဟတွေနဲ့စီးပွားရှာလို့မရဘူးပေါ့နော်အဲ့ဒါမျိုးဆိုပျက်စီးတတ်တယ် အဲ့တော့ဝီနန်းနေဆိုရင်အလုံးနေရာပြောင်းလဲတွေပေါ်မယ်ဂျာရူလန်းစာတော့တွုံးမယ်အပြောင်းလဲကိစ္စတွေပေါ်မယ်နောက်ငယ်သားပိုင်းတွေကိုတော့တတိထားပြောဆိုဖို့လိုအပ်လိမ့်မယ်နော်လုပ်ငန်းပိုင်းတွေမှာစိတ်မပါသလိုဖြစ်တာမျိုးလေးတွေပေါ့နော်လုပ်ငန်းပိုင်းတွေမှာစိတ်ညစ်ဆရာလေးတွေတစ်ခုပြီးတစ်ခုပေါ်မယ်နော်နောက်ပြီးတော့အထက်လူကြီးပိုင်းနေနဲ့အဆင်မပြေဖြစ်တာမျိုးလေးတွေရောရှိရပေါ့နော်အဲ့လိုမျိုးအဲ့တော့လုပ်ငန်းပိုင်းနေကတော့ဒီဝန်ထမ်းတွေအတွက်ပေါ့နော်ဒီနှစ် 2025မှာစိတ်ဖြစ်မှုတွေစိတ်ပင်မဲ့မှုတွေတော့အနှဲငယ်ဖြစ်တတ်မယ်ပေါ့နော်။အဲ့လိုမျိုးလေးတွေအဲ့တော့အရာရာကိုတိခံပြီးတော့နော်ပြုလို့ပြောဆိုမှအဆင်ပြေမယ်အကြီးကဲထက်လူကြီးပိုင်းနေနဲ့နော်အတိုက်ခံလေးတွေဖြစ်တတ်တယ်။အပြောင်းလဲကိစ္စတွေကလည်းပေါ်လာနိုင်တာပေါ့နော်။ပြောင်းလဲကိစ္စတွေပေါ်လာနိုင်တယ်။အဲ့တော့ဒီနေ့ပိုင်းထဲမှာနော်ဒီလုပ်ငန်းစည်းဝါးနဲ့အတူကိုကကာမှုကုသိုလ်လေးတွေပြုလုပ်ပြီးတော့ဖြတ်သန်းမယ်เนาะဒီနေ့မှာအ နောက်ပြီးတော့ဝန်ထမ်းတွေဖြစ်တဲ့အတွက်မိမိတို့အနေနဲ့နော်ဒီစီးပွားရေးပိုင်းလေးကိုပိုင်လုပ်ငန်းလေးတွေပေါ့နော်နည်း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 ချင်းလေးတွေတွဲလုပ်ပေးမယ်ဆိုပို့ပြီးအဆင်ပြေနိုင်တယ်အနိုင်ငယ်စီးပွားရေးကဝန်ထမ်းတွေဆိုရင်နည်းနည်းလေးအားနေတတ်တာပေါ့နော်အားနေတတ်တယ်ထင်သလောက်စီးပွားပဲဖြစ်ဘူးလို့သလောက်အရာမထင်တာမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော်ပူပယ်မှုလေးတွေရှိမယ်အဲ့တော့ရောင်းဝယ်လုပ်နေတဲ့သူတွေပေါ့နော်ရောင်းအားအတဲကြနဲ့ရှိနေမယ်ရောင်းရောင်းဝယ်လုပ်နေတဲ့သူတွေကဘယ်လိုမျိုးဖြစ်နေလဲဆိုတော့ လုပ်ငန်းပိုင်းတွေမှာတော့တိုးချဲ့ရတော့တိုးချဲ့ဖို့တော့ရှိနေတယ်ဒါပေမဲ့ပြိုင်ဆိုင်အပြိုင်ဆိုင်တွေများနေရပေါ့နော်အယောင်းဝယ်လုပ်နေတဲ့သူတွေအဲ့တော့ရောင်းဝါးကတော့ကောင်းတယ်ဒါပေမဲ့အမြန်ဆုံးကအားနေနေတာမျိုးတွေရှိမဲတော့အပြိုင်ဆိုင်တွေအားများနေရပေါ့နော်အဲ့လိုမျိုးလုပ်ငန်းလေးတွေမှာရာသီပေါ်လေးနဲ့တွဲပြီးတော့အယောင်းဝယ်တွေတွဲလုပ်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်တဲ့လုပ်ငန်းသေးစတင်ပြီးတော့လုပ်မဲ့သူတွေကဒီနေ့ပိုင်းထဲမှာဆိုရင်ကုန်မာပစ္စည်းတွေအကျိုးပြုတယ်နော် ကုန်မပစ္စည်းတွေအကျိုးပြုတယ်နောက်ပြီးတော့စနေနံတွေအကျိုးပြုတယ်တောက်ကြံံပေါ့နော်အဲဒီအင်္ဂါနံတွေအကျိုးပြုတယ်နော်ကုန်မပစ္စည်းဆိုတာကုန်ရောင်းကုန်ဝယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအကုန်ဆုံးကုန်ချောင်းဆိုင်ကုန်ရောင်းကုန်ဝယ်လုပ်ငန်းတွေကုန်ချောင်းလုပ်ငန်းတွေပေါ့နော်အဲ့ဒါမျိုးကုန်မပစ္စည်းတွေအကျိုးပြုတယ်နောက်စားတောက်ကုန်လုပ်ငန်းတွေစတိုးဆိုင်စန်စီဆေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလူသုံးကုန်ပစ္စည်းအထည်လုပ်ငန်းဓာတ်ဆီဒီဇယ်ထမင်းဆိုင်ထီဆိုင်နိုင်ငံခြားနဲ့ဖက်ဆက်တဲ့လုပ်ငန်းတွေ ဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းတွေသွတ်တန်တိလုပ်ငန်းတွေတတိရောင်းဝယ်ရေးလုပ်ငန်းတွေပေါ့နော်အဲ့ဒီလုပ်ငန်းတွေကတော့ဒီနှစ်အတွက်တင်းနာသားသမီးတွေအားကောင်းတဲ့နှစ်ဖြစ်ပါတယ်အဲ့ဒီလုပ်ငန်းလေးနဲ့တစ်ဖက်တစ်လမ်းတွဲလို့အဲ့ဒီလုပ်ငန်းတွေနဲ့ရောင်းဝယ်တွဲလို့ချင်တော့ပို့ပြီးတော့အားကောင်းမယ်လုပ်ငန်းတင်စတင်ပြီးလုပ်မဲ့သူတွေလည်းဒီလုပ်ငန်းတွေကအကျိုးပြုတယ်အဲ့တော့ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေကလည်းအခုလုပ်ငန်းလေးနဲ့တွဲလို့ပေးမယ်ဆိုရင်လုပ်ငန်းစီးပွားရေးတိုးတက်လာတာမျိုးတွေကြုံတွေ့ရမယ်ပေါ့နော်အဲ့လိုမျိုးဒါအကျိုးပေးလုပ်ငန်းလေးနဲ့တွဲလို့မယ်ဆိုရင်ကိုယ့်တဲ့ ့ပို့ပြီးတော့အဆင်ပြေနိုင်တာပေါ့နော်အဲ့တော့ကိုကဒီလုပ်ငန်းတွေလုပ်နေတဲ့သူတွေဆိုရင်တော့ဒီနေ့အတွက်လုပ်ငန်းစီးပွားရေးကတော့ကောင်းမွန်နေမယ်ဒါပေမဲ့ကိုမျောမန်းထားတဲ့လောက်တော့စီးပွားရေးကမကောင်းနေဘူးထင်တဲ့လောက်တော့စီးပွားတော့ဖြစ်မနေဘူးပေါ့နော်အခက်ခဲလေးရတော့အနှဲငယ်တော့ရှိရပါပေါ့နော်အဲ့လိုမျိုးတွေပေါ်မယ်အဲ့တော့ဒီနေ့ပိုင်းထဲမှာတော့ဗောနောအဖို့တန်ပစ္စည်းတွေပျောက်ဆုံးတတ်တယ်ခိုးကိန်းမိကိန်းပေါ်တတ်တဲ့အတွက်တတိထားဗောနောမီလျက်စင်မိကိန်းနာလေးတွေ နော်ဂယူဆိုင်ပစ္စည်းတွေပြောင်းဆုံးတက်တဲ့အဖို့တန်ပစ္စည်းတွေပြောင်းဆုံးတက်တဲ့အတွက်လည်းသတိထားခီးသွားလာတဲ့နေရာမှာလည်းသတိထားသွားပေါ့နော်အော်ခနဲငယ်ပေါ်အားဆိုင်ထုတ်စ조사မယ်နှစ်ဖြစ်ပါတယ်နော်လုပ်ငန်းစီးပွားပိုင်းနေရဘာဖြစ်မလဲလောဘဒေါသနဲ့တော့နော်လုပ်ငန်းစီးပွားမလုပ်နဲ့ပျက်စီးတတ်တယ်နော်ဖြန်းနှင်းနဲ့စီးပွားမရှာနဲ့ဒုက္ခရောက်တတ်တယ်နော်ဒီနေ့ပိုင်းနဲ့မှာအဲ့တော့တမန်အားစီဝါကြတဲ့လုပ်ငန်းနေနဲ့အခုဆက်မှာပြောတဲ့အချိုးပေးလုပ်ငန်းလေးတွေကိုဒီနေ့ပိုင်းနဲ့မှာစီးပွားရှာမယ်ဆိုအဆင်ပြေမယ်နော်ဝန န်းနေအနေနဲ့ကလည်းမိမိတို့အနေနဲ့လက်ရှိဝန်ထမ်းအလုပ်ပြင်ကိုပိုင်တမန်တနိုင်လုပ်ငန်းလေးတွေတွဲလုံးနိုင်တော့ပို့ပြီးအားကောင်းနိုင်မယ်နော်အဲ့နောက်ထပ်ပြီးတော့ငွေကြေးကဏ္ဍလေးတွေပေါ့ဒီနှစ်2025အတွက်တင်းနာသားသမီးရဲ့ငွေကြေးကဏ္ဍလေးကငွေရှားလွယ်ကူနေတယ်เนาะငွေဝင်လိုင်းချောင်းလေးကပေါ့မယ်ဒါပေမဲ့ငွေကမစုမီဘူးဖြစ်နေတယ်เนาะငွေစုမြန်ချလိုက်ကြောင်မျိုးနဲ့ငွေကုန်လိုက်เนาะအဲ့လိုမျိုးတွေရှိနေမယ်ဝင်သလောက်လဲပြန်ကုန်နေနေပေါ့เนาะငွေကုန်ကြေးရှားတွေကအကြောင်မျိုးနဲ့ပေါ်တယ်စီလိုပေါက်ရှားပြီးတော့ပေါ်တယ်ပေါ့เนาะ ။ညငွေဝင်လန်းရှိပြီးတော့ငွေမစုမိပဲဖြစ်နေရဲ့ မိမိကိုယ်တိုင်လည်းငွေသုံးများနေလိမ့်မယ်တဲ့ကိုကိုယ်တိုင်ငွေသုံးများနေတဲ့အတွက်ကြောင့်လည်းငွေရေးကြေးတွေကုန်နေတာမျိုးတွေရှိမယ်ပေါ့နော်အဲ့တော့လက်ရှိပေါ့နော်နှစ်လပိုင်းကစပြီးတော့နောက်ပိုင်းငွေကြေးခက်ခဲမှုတွေပို့ပြီးတော့နော်ဖြစ်လာမိုင်းဖြစ်လာနိုင်တဲ့အနေအထားမှာရှိရတဲ့အတွက်သတိထားသုံးပါနော်ငွေရုပ်ပေါက်တွေထွင်းထွေတာသုံးနော်ငွေရုပ်ရှာဖွေပေါ့နော်လက်ရှိငွေဝင်လန်းနေရာနေတခြားငွေဝင်လန်းလေးတွေနဲ့တွဲပြီးရှာပေးနိုင်တော့ပို့ပြီးအဆင်ပြေမယ် ငွေရပေါက်တွေထိမ့်မယ်เนาะအဲ့ဒါဆိုရင်ငွေကြီးကကန်ကောင်းလာလိမ့်မယ်ငွေတို့ချေးတဲ့အလုပ်လောင်းကစားအလုပ်ကဒီနေ့အထူးရှံပေးပါကွငွေရိုးချေးရလို့မလုံးနဲ့ပတ်စံလက်ထက်မှာရှိလို့သူများတကောင်ငွေရိုးချေးလိုက်တယ်ဆိုရင်အပြောင်းမြန်နိုင်မယ်ဖြစ်နေတာမျိုးဆုံရှုံရတာမျိုး နော်အဲ့လိုမျိုးတွေရှိမယ်နောက်ပြီးတော့လောင်းကစားပြုလုပ်မယ်ဆိုရင်လည်းပဲအခက်အခဲတွေရှိမယ်အဆင်မပြေမှုတွေရှိမယ်ပေါ့နော်အဲ့တော့ထို့ကြောင့်ဒီနေ့ပိုင်းထဲမှာလည်းငွေကြေးပိုင်းတွေကငွေနဲ့ရင်းတဲ့အလုပ်လေးတွေကိုရှောင်အားနဲ့တက်တဲ့အနေထားတွေရှိရတဲ့ငွေနဲ့ရင်းတဲ့အလုပ်တွေမလုပ်နဲ့နော်ငွေကိုယာနဲ့ချီပြီးတော့ရင်းနှီးမြုပ်နေတဲ့အလုပ်တွေလုပ်လို့မရအောင်ဆယ်ခန်းနဲ့တော့လုပ်လို့ရတယ်နော်ဒါပြီးတော့ငွေကြေးတဲ့ခန္ဓာလေးတွေပေါ့အဲ့တော့ငွေရိုးပေါက်တွေထိမ့်ပြီးတော့နော်ငွေကြေးနဲ့ပတ်သက်ပြီးတိထားသုံးဆွဲရမယ်နှစ်ပဲ เนาะဒီနေ့ကအဲ့တော့ငွေကြေးကံကောင်းအောင်เนาะငွေငင်းအောင်ချွေရောင်ချိတ်နဲ့ငွေရောင်ချိတ်လေးတွေရှိရเนาะအားလေးကိုအဲ့လိုမျိုးလေးတွဲချိတ်ပြီးတော့ချွေရောင်တွဲချိတ်ပေါ့เนาะတွဲချိတ်ငွေရောင်တွဲချိတ်လို့တွဲချိတ်တွဲချိတ်ပြီးရတယ်ညီရဲ့ပဆိုင်လေးမှာเนาะထည့်ထားပါထည့်ပြီးတော့လက်ပွင့်ကာတာလက်နိုးကာတာလေးရွတ်ပါเนาะအားဆိုရင်ငွေကြေးကံကောင်းလာလိမ့်မယ် လူမှုရေးခန္ဓာလေးတွေတင်းနာသားသမီးတွေရဲ့လူမှုရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာလူမှုရေးပိုင်းတွေမှာပြန်ဆိုင်မှုလေးတွေရှိရယ်နော်ပြန်ဆိုင်မှုလေးတွေရှိမယ်အဲ့တော့အကြီးကဲပိုင်းတွေနဲ့စိတ်သဘောထားကွဲလွဲမှုလေးတွေရှိမယ်နော်အကြီးကဲပိုင်းတွေနဲ့စိတ်သဘောထားကွဲလွဲလုပ်ငန်းမှာတော့လောကောင်းနော် အပြင်မှာတော့လကလို့ကြီးကဲပိုင်းနေမှာစိတ်သဘောထားကွဲလဲမယ်နောက်ပြီးတော့မိမိလက်အငယ်သားတွေရဲ့အကူအညီရောရရှိရာမျိုးတွေကြုံမယ်လူမျိုးချားကူညီလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးပြဿနာလေးတွေကအနှဲငယ်ရှိမယ်ရန်ပေါ်တာမျိုးရန်စကားများတာမျိုးတွေစကားများတာမျိုးတွေပေါ့နော်ရန်ပေါ်တာမျိုးတွေရှိမယ်နောက်ပြီးတော့ကိုကစေတနာနဲ့ကူညီလိုက်တဲ့အရာအရာတွေမှာစေတနာမှာဖြစ်တဲ့အတွက်သူများကိစ္စဝန်းမပါနဲ့နော်အဲ့လိုမျိုးအဲ့တော့နောက်ထပ်ပြီးတော့သူတစ်ပါးကမိမိကို နော်ဒီမကောင်းပြောဆိုတာမျိုးတွေရှိမယ်နော်။အော်ပြစ်တင်ရှုံချတာမျိုးတွေခံတဲ့အဲ့ချိန်မှာစိတ်ထဲမှာပြုလုပ်တာမျိုးတွေအထူးရှောင်ပေးပေါ့နော်။အဲ့တော့ခံဒီတရားလက်ကင်ထားပြီးတော့နေထိုင်မယ်ဆိုရင်ကိုယ်တွေ့ပြီးတော့နော်ကိုယ်တွေ့ပို့ပြီးအဆင်ပြေနိုင်တယ်ပေါ့နော်။ပြောချင်တာတိခံပေါ့အရာရာပေါ့နော်။အဲ့လိုမျိုးအဲ့တော့နောက်ထပ်ပြီးတော့ပေါ့နော်ဒီနေ့ပိုင်းထဲမှာတော့တနင်္လာသားသမီးတွေကမခံချင်းစိတ်လေးတွေပေါ့နော်။စိတ်မတည်ငြိမ်တာလေးတွေရှိမယ်။ဒေါသထွက်စရာလေးတွေကြုံလာနိုင်မယ်။ အဲ့ဒီအချိန်ကျရင်လည်းကိုကိုကိုပေါ့နော်ဒီလူမျိုးဖြစ်လာပြီဆိုရင်တော့တတိထားပေါ့နော်ပြဿနာမဖြစ်အောင်နေပြဿနာဖြစ်ရှင်နော်အရှုံးပေါ်မဲပို့ပြီးတော့အစင်ပေါ့နော်အစင်မပြေဖြစ်နိုင်မယ်ပေါ့နော်အဲ့ဒါကြောင့်ညာဘာကြီးလောက်ရမလဲဒီလူမျိုးလေးတွေပတိမငိမ့်လေးတွေဖြစ်လာပြီဆိုတော့အဋ္ဌိဌံဝင်လိုက်နော်အဋ္ဌိဌံဝင်ပတိစိတ်ပါဖះရည်မြင်တော့တန်ရှင်းလို့ဖះဆောင်းတဲ့တပြည့်စီလဲဖះရည်မြင်တော့နော်တပြည့်စီတန်ရှင်းလောက်တာမျိုးလေးတွေမမြင်မွေးနေနောက်မှာပန်းရည်ချမ်းစီမီလူပြီးတော့ ခေါင်းလောင်းတီးပြီးအမြဝေပေးလိုက်ပါအဲဒါဆိုရင်စိတ်လေးတွေပြန်ပြီးငြိမ်းချမ်းသွားတာမျိုးတွေရှိမယ်နော်အဲ့တော့အစမပြေမှုတွေစိတ်တည်ငြိမ်မှုတွေနော်စိတ်မတည်ငြိမ်မှုတွေများလာပြီးဆိုရင်ကုသိုလ်ရေးဘာသာရေးဖိလုပ်လိုက်နော်ပြန်ပြီးအဆင်ပြေလိုက်မယ်အိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေပြောပြပါမယ်လက်ရှိနေထားမှာအိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေကတော့အဆင်မပြေမှုလေးတွေနေငယ်ရှိနေတယ်เนาะဒီနေ့ပိုင်းထဲမှာအိမ်တွင်းရေးခန္ဓာလေးတွေ အကြီးကဲထက်လူကြီးပိုင်းကြောင့်စိတ်ညစ်ရတတ်တယ်အကြီးကဲထက်လူကြီးပိုင်းလည်းအဆင်မပြေဘူးဖြစ်တတ်တယ်နော်အိမ်မှာလည်းတော့နောက်ထပ်ပြီးတော့မိမိတို့အနေနဲ့ပေါ့နော်ဒီစိတ်နှောင့်ရှက်ဖြစ်စရာလေးတွေပေါ့နော်စိတ်နှောင့်ရှက်ဖြစ်စရာလေးတွေကြုံမယ်အိမ်တွင်းရေးပိုင်းတွေမှာစိတ်ရှုပ်တွေးစရာလေးတွေရှိလာမယ်ပေါ့နော်အဲအိမ်နောင်ဘက်နဲ့လည်းမကြာခဏစကားများနေရမယ်အတိုက်ခံခြေတွင်းလေးစကားပြောရတတ်တာပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့တော့မိမိတို့အိမ်နောင်ရေးခန္ဓာလေးတွေမှာ မမီတို့စိတ်နဲ့တထထဲမကြနိုင်ဘူးပေါ့နော်အဲ့လိုမျိုးမမီအိမ်အောင်ဘဲကြောင့်စိတ်ညစ်စရာလေးတွေဂျုံမယ်နော်အတောင်စားရှိရလူဆိုရင်ပို့ပြီးစိုးနိုင်တယ်နော်အဲ့အိမ်အောင်ဘဲနဲ့ကမကြခဏနော်စကားများရင်ပေါ်တာမျိုးတွေရှိမယ်အနောက်ရှက်လေးတွေဝင်လာနိုင်တယ်ဂျားလူအနောက်ရှက်လေးတွေဝင်မယ်အမျိုးသမီးဖြည့်စီအနောက်ရှက်အမျိုးသားဖြည့်စီအနောက်ရှက်တွေရှိလာနိုင်တယ်25ရက်မှာနော် ဲ့တော့အိမ်တော်ရေးဆရာရှုပ်တာတွေဖောက်ပြန်တာတွေအထူးရှောင်ပေးပါเนาะမမြုံနေထားတဲ့ပြဿနာတွေတက်မယ်เนาะအခမ်းမသိရင်အိမ်တော်ကွက်ကိန်းပြေကိန်းတွေဂျုံမယ်ထို့ကြောင့်အိမ်နွေးအိမ်တော်ရေးဘိုင်းတွေနည်းနည်းလေးအားနည်းတဲ့နှစ်ဖြစ်တဲ့အတွက်ကိုအရရာသတိထားပါเนาะအိမ်တော်ရေးဘိုင်းတွေမှာဆိုတရားနဲ့တရားအလျှော်ပေးအရှုံးမွေးပြီးလက်တွဲပါနော်ဘာသာရဲ့တရားလေးတွေတူတူကိုင်းဆိုင်ကောင်းမှုကိုယ်သူတွေအတူလုပ်ပြီးနားလည်မှုနဲ့သစ္စာရှိရှိနဲ့အလျှော်ပေးရှုံးပြီးလည်းတွဲသွားမှအေးချမ်းတာရတဲ့အိမ်အောင်ရေးကိုပိုင်ဆိုင်နေမှာဖြစ်တယ်နော်ဒီလိုမျိုးလေးတွေဒီတနည်းပတ်လုံး ဟုတ်နော်ဒီအတူလက်တွဲသွားရမှာဖြစ်ပါတယ်နော်ရှင်မအရှင်မပြောတဲ့နော်ဆောင်ရွက်ရှောင်လေးတွေပြဿနာလေးတွေပေါ့နော်ဒါအနောက်ရှယ်လေးတွေကိုကြော်လာနိုင်မှသာဒီနေ့အတွက်အေဂျင့်မှာဖြစ်ပါတယ်နောက်ထပ်ငွေရွယ်သူတွေအတွက်မေတ္တာရေးခံတာလေးတွေကြီးလိုက်တဲ့အခါမှာစမ်းအတဲကြနဲ့ရှိနေမယ်နော်အဲ့ဒါစမ်းအတဲကြနဲ့ရှိမယ် အဲ့တော့စမ်းကြလိုက်စမ်းတက်လိုက်တော့သွားနေမှာပေါ့နော်ဒီနေ့ပိုင်းထဲမှာအဲ့တော့ချစ်သူမရှိတဲ့သူတွေငယ်ရွယ်သူတွေအတွက်ချစ်သူမရှိတဲ့သူတွေချစ်သူရမယ်အထီးကျန်သူတွေလည်းချစ်သူရနိုင်တယ်ဒါပေမဲ့ဒီနေ့ပိုင်းထဲမှာပေါ့နော်ဒီရွေးချယ်ခက်ခဲတာမျိုးလေးတွေဆုံးဖြတ်ခံနေတာမျိုးတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့မမီးကိုတော့စိတ်ဝင်စားတဲ့သူတွေတရားမကနှစ်ယောက်ပေါ်လာတာမျိုးတွေတော့ကြုံမယ်ဒါပေမဲ့လည်းမမီးကအခြေခံတာနဲ့ပတ်သက်ပြီးတော့ငယ်ရွယ်သူလေးတွေကနော်အချိန်တခုလေးလာပြီးတော့ရွေးချယ်ဖို့လိုအပ်လိမ့်မယ်နော် အဲ့တော့ချစ်သူဆောင်ရဲတွေအနေနဲ့ကတော့စိတ်နှောက်ရှက်ဖြစ်စရာလေးတွေကြုံမဲ့ဝေးကွာနေတာမျိုးတွေခွဲခွာပြီးနေရတာမျိုးတွေလောရှိနေတတ်တယ်เนาะနှူးချားထဲမှာအဖြစ်စိတ်နှောက်ရှက်လေးတွေဝင်လာနိုင်တယ်တဲ့เนาะနှူးချားထဲမှာအဲ့တော့မမီးအမျိုးသားအဖက်မှာတလောကောင်းเนาะအမျိုးသမီးဖက်မှာတလောကောင်းပေါ့အဲ့လိုမျိုးစုံတွဲတွေဆိုရင်အဖြစ်ဝင်ပေါ်လာလိမ့်မယ်เนาะအဲ့တော့အဖြစ်စိတ်တွေကိုကြော်လာတိုင်းမှာအဆင်ပြေမယ် အချီးရေးဇာရှုပ်တာတွေနော်ပွေလီရှုပ်ထွေးတာမျိုးတွေဖြစ်လာမယ်ဆိုရင်ပဲကိန်းပြကိန်းနေကြုံတာမျိုးနော်အဲ့တော့အချီးပိုင်းမှာစိတ်ညစ်တာမျိုးတွေကြုံမယ်တခါတည်းရင်ချစ်သူဇုံတွဲတွေမှာနော်မိမိချစ်သူကြောင့်စိတ်ပင်မဲတဲ့အချိန်တွေရှိနေလိမ့်မယ်နော်အဲ့လိုမျိုးတစ်ခါလေပေါ့တွေ့မှုတွေ့ဝင်မှုတွေရှိမယ်ချစ်တော်အခက်နောက်ဆော့အခက်နော်ဒီလိုမျိုးလေးတွေတွေ့ဝင်မှုလေးတွေရှိမယ် တော့နားလည်မှုနဲ့တစ္ဆာရှိရှိနဲ့အလျှော်ပေးရှုံးပြီးပြီးလည်းတွဲပါတော့ဇရာရှုပ်တာတွေဖြစ်လာမယ်ဆိုရင်မျှော်လင့်ထားတဲ့ပြဿနာလေးတွေတက်မှာထို့ကြောင့်နှစ်ဦးနှစ်ဖက်နားလည်မှုနဲ့တစ္ဆာရှိရှိလည်းတွဲဖို့အခြေခံတာလေးမှာလိုအပ်ပါလိမ့်မယ်နော်ဒါတင်းနေတာသားသမီးတွေရဲ့ပေါ့နော်ပညာရေးခဏလေးတွေဆက်ပြီးတော့နော်စမကြည့်ပေးပါမယ်အဲ့တော့ပညာရေးခဏလေးတွေတင်းနေတာသားသမီးရဲ့ကံကြမ္မာလေးတွေကြည့်လိုက်တဲ့အခါမှာအလွန်ကောင်းမွန်တဲ့နှစ်ဖြစ်တယ်ပညာရေးရနော် အဲ့တော့ပညာရေးကဏ္ဍအလွန်ကောင်းမွန်တဲ့သင်တန်းဆမ်မူပွဲကိစ္စတွေတော့တရားကိန်းရှိတယ်ဆမ်မူပွဲတွေလည်းအောင်မြင်သူသင်တန်းတွေလည်းအောင်မြင်မဲ့အနေထားမှာရှိတယ်မိမိကစ조사မှုဖြစ်မိမိရဲ့조사မှုဖြစ်နော်အာထွန်ပေါက်တာမျိုးတိုးတက်တာမျိုးတွေရှိမယ်နော်ဒါပေမဲ့မိမိအဒီနေ့ပိုင်းထဲမှာဆိုရင်တခြားသောအရာတွေကိုစိတ်မနစ်ဖဲနဲ့ပညာရေးကိုစောင့်ရှောက်စ조사မယ်ဆိုရင်အဆုံးထိအောင်မြင်နိုင်တယ်နော်တခါတရံတော့ အော်စိတ်မပါသူလို့ဖြစ်တာမျိုးပြီးတော့ဂျုံဝမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အခြေအပိုင်းလေးတွေလူမှုရေးပိုင်းလေးတွေကြောင့်ပညာရေးထိခိုက်တဲ့တဲ့ထိုးရတဲ့ကြော်လွားနိုင်မယ်ဆိုရင်တော့အောင်မြင်မှုတွေရရှိမယ်နှစ်ဖြစ်ပါတယ်နော်ဒီနေ့ပိုင်းထဲမှာနောက်ထပ်ကျမ်းမာရေးခန္ဓာလေးတွေပေါ့တင်းနာသားသမီးတွေ2025ကျမ်းမာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာယောဂကြီးကြီးမဖြစ်ဖဲနဲ့အနှဲငယ်ဆိုတခုပြီးတခုဖြစ်နေတတ်တယ်နော်ဘလိုလေးတွေဖြစ်နေမလဲဆိုတော့မကြာခဏတော့နော်ဖြစ်တတ်တဲ့ယောဂလေးက လေယောကဝမ်းပိုင်းနဲ့ပတ်သက်ပြီးဖြစ်မယ်နော်အဲဝမ်းပိုင်းနဲ့ပတ်သက်ပြီးဖြစ်မယ်လေလေအောင်နာတို့လေယောကတို့ဖြစ်မယ်သွေးအားနေတာအာယုံကြောအားနေတာမျိုးလေးတွေဥကောင်းမကြည်တာလေးတွေပေါ့နော်တခါလေအိတ်မပြောဘူးပေါ့နော်အဲ့လိုမျိုးအဲ့တော့အိအမန့်အိအနေပေါ့နော်အိအစားမမှန်မှုကြောင့်ကျန်းမာရေးချူချတတ်တယ်တဲ့နော်တခါနေရနှလုံးအားနေတာလေးတွေသွေးသားမမှန်တာလေးတွေမျိုးသမီးလေးတွေဖြစ်တတ်တယ်နော်အဲ့လိုဥကောင်းမကြည်တာလေးတွေအာယုံကြောအားနေပြီးမူးမောရှင်တုံတာလေးတွေဖြစ်တတ်တယ်ခန္ဓာလေးခြေလက်ထိခိုက်ခံရတာလေးတွေရှိမယ် เนาะဒါတစ်ခုပြီးတစ်ခုဖြစ်တတ်တယ်အကုန်လုံးဖြစ်မယ်လို့တော့မဆိုလိုပါဘူးเนาะလူတိုင်းလူတိုင်းဒီယောဂအကုန်လုံးဖြစ်မယ်လို့ဒါပေမဲ့အခုပြောတဲ့ယောဂတွေကတစ်ခုမဟုတ်တစ်ခုဖြစ်နေလိမ့်မယ်ဖြစ်လာလိမ့်မယ်ပေါ့เนาะအဲ့လိုမျိုးလေးတွေရှိတယ်အသက်ကြီးပိုင်းနေဆိုရင်ပေါ့ဒီနေ့ပိုင်းထဲမှာတော့လေယောဂရေချိုးမှပြီးဖြစ်တတ်တယ် သွေးတို့နှလုံးနဲ့ပတ်သက်တဲ့ယောဂအိတ်မပြောတဲ့ယောဂလေးတွေဖြစ်တတ်ပါတယ်နော်အဲအကြောင်းမို့ဆေးတို့ဆေးတောက်လောက်ရတာမျိုးဆေးကန်းပြနေရတဲ့ခြုံဝမ်းမဲနော်အသက်အန္တရာယ်စိုးရိမ်ကြတော့မရှိပေမဲ့နှဲငယ်တော့ဆေးတို့ဆေးတောက်လောက်ရမဲ့ကံကြမ္မာမျိုးတွေရှိတဲ့အတွက်ကျမ်းမာရုပ်အထုကယူဆိုင်ပါနောက်ထပ်ပြီးတော့เนาะမိမိတို့အနေနဲ့ဒီတင်းနာသားသမီးရဲ့နိုင်ငံခြားကံလေးပြောပြပါမယ်2025အတွက်နိုင်ငံခြားကံပေါ့เนาะ ဲ့တော့2025အတွက်နိုင်ငံခြားကံနေကြည့်လိုက်တဲ့အခါမှာနိုင်ငံခြားကံအားကောင်းနေတယ်နော်နိုင်ငံခြားကံအားကောင်းနေတယ်နိုင်ငံခြားခီးစင်တွေသွားမယ်နော်ပြည်တွင်းခီးစင်လည်းသွားပြည်သလိုပြည်ပခီးစင်လည်းအားကောင်းတဲ့နေ့ဖြစ်တဲ့အတွက်နိုင်ငံခြားခီးစင်တွေထွက်ပြဖို့ရှိတယ် အခွင့်လန်းကောင်းတွေပေါ်လာမယ်အခွင့်ရေးတွေပေါ်လာလိမ့်မယ်နော်ထို့အခွင့်ရေးတွေအသုံးချပြုအသုံးချခြင်းအသုံးပြုခြင်းဖြင့်အောင်မြင်မှုတွေရရှိမယ်ဗီဇာပတ်စပို့ကိစ္စတွေလည်းအရယ်တကူဖြစ်လာတာမျိုးလေးတွေပေါ့နော်ကြုံရလိမ့်မယ်အရင်ခက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 ်မစိုးစားပဲနဲ့လွယ်ရင်းတကူဖြစ်လာတာမျိုးလေးနော်ကြုံရမယ်အဲ့တော့နိုင်ငံခြားခိကန်အားကောင်းနေတယ်နော်ပြည်တွင်းပြည်ပခိတွေအားကောင်းနေတဲ့နှစ်ဖြစ်တယ်နောက်ထပ်ပြီးတော့နော် ဒီအချိုးပေးခန်းလေးတွေပြောပေးပါမယ် lucky ခန်းလေးတွေပေါ့နော်ဒီတစ်နှစ်လုံးအတွက်အသုံးပြုရမယ် lucky ခန်းလေးတွေကိုကြည့်လိုက်တဲ့အခါမှာ၅ခန်း၇ခန်း၂ခန်းအဲ့တော့အချိုးပေး lucky ခန်းလေးဖြစ်ပါတယ်ထီကန်ဆန္ဒမျိုးမှာအသုံးပြုခြင်းဖြင့်ကံကောင်းမှုတွေရရှိလာမှာဖြစ်ပါတယ်နော်အဲ့တော့ဒီတစ်နှစ်ပတ်လုံးအတွက်အချိုးပေး color လေးတွေကြည့်လိုက်တဲ့အခါမှာတော့ အပြာပွင့်အပြာရောင်လေးတွေအဝါပွင့်အဝါရောင်လေးတွေပန်းစီရောင်နီညိုရောင်လေးတွေပေါ့နော်ဒါအချိုးပြည့်လက်ကီကာလာလေးတွေဖြစ်ပါတယ်เนาะအရေးကြီးသောကိစ္စတွေခီးကိစ္စတွေတွာလာရမှာအရေးကြီးသောလုပ်ငန်းလုံဆောင်တဲ့နေရာမှာဝစ်စင်သုံးပြုခြင်းဖြင့်ကန်ဆာလာပွင့်လန်းလာစေပါလိမ့်မယ်เนาะနောက်ထပ်ပြီးတော့ဒီတနေ့လုံးပေါ့နော်ဆောင်ရွက်နဲ့ရှောင်ရွက်ကိုပြောပြပါမယ်အဲ့တော့ဒီတနေ့လုံးပေါ်ဆောင်ရည်အနေနဲ့ကတော့လုပ်ငန်းစီးပွားပိုင်းနေတဲ့အတူเนาะဒါနသီလာကောင်းမှုကုသိုလ်တွေနဲ့ဘဝကိုဖြတ်သန်း ကုသိုလ်ရေးဘာသာရေးနော်အားနေတဲ့အခါမှာကန္တရာမေးမိမယ်ဆန်းကြမယ်ဘာလို့လို့အဆင်မပြေဖြစ်မယ်နော်ဒါနတိလအကောင်းမှု ကုသိုလ်တွေနဲ့လုပ်နော်တိလလုံးမှာဒါနအကောင်းမှုကုသိုလ်လေးနဲ့ဘဝကိုဖြတ်သန်းပေးပါနော်ကောင်းမှုကုသိုလ်လေးတွေမကြမကြပြုလုပ်ပေးပြီးဖြတ်သန်းမှာနော်ရှောင်းရံအနေနဲ့ကတော့ဒီတစ်နှစ်လုံးပေါ့နော် လောင်းကစားပြုလုပ်ခြင်းအထူးရှောင်းမှာအရက်သေးစားတောင်းစားခြင်းအမဲသားစားခြင်းအပြော်အပါလိုက်စားခြင်းအထူးရှောင်းပြီးတော့နော် အထူးရှောင်ပြီးတော့ဖြတ်တန်းပေးပါထိုရာတွေမရှောင်ဘူးဆိုရင်ခက်ခဲမှုတွေအဆင်ပြေပြေမှုတွေကြုံရလိမ့်မယ်နော်အဲ့တော့ဘာသာတရားကိုင်းဆိုင်ကောင်းမှုကုသိုလ်တွေနဲ့ဘဝကိုဖြတ်တန်းမယ်ရှောင်ဆောင်ရံလေးတွေနော်ဆောင်ပြီးတော့ရှောင်ဝံလေးတွေရှောင်ပြီးတော့ဘဝကိုဖြတ်တန်းပေးပါနော်နောက်ထပ်ဒီတနည်းပံလုံးပြုလို့ရမယ်ရေတရားလေးတွေကံကောင်းခြင်းတွေပိုင်ဆိုင်ဖို့အတွက်เนาะပြုလို့ရမယ်ဖရားရေတရားလေးတွေပျော်ပေးပါမယ်เนาะเนาะမိမိတို့အိမ်ဖရားမှာကြတော့အမြဲတမ်းထောပတ်ထမင်းလေးတွေကတ်လို့ပေးပါเนาะဒီနေ့မှာမြတ်စွာဘုရားထံမှာအိမ်ဖရားမှာ နေ့စဉ်ကတ်လုလို့ရတယ်တပတ်ကနှစ်ချိန်သုံးချိန်စေတနာရှိသူလို့ကတ်လုနော်ကတ်လုလို့ရတယ်အဲ့တော့ထောပတ်ထမင်းလေးရဲ့နောက်ထပ်အကျော်လေးသုံးချက်ကတ်လုပေးပါနော်မိမိအိမ်ဖြတ်မှာအမြဲလို့လှူပါနောက်ထပ်နှင်းစီပန်းလေးတွေတပြေပန်းလေးတွေအမြဲတမ်းကတ်ပေးပါနော်နောက်ပြီးတော့ငှက်စာလေးတွေကျွေးပါလမ်းမေးခွေးလေးတွေအစာကျွေးပါလူသွားလူလာနော်လမ်းလေးတွေအမိုင်းရှင်းနော်နောက်ပြီးတော့လမ်းခင်းတာမျိုးလေးတွေဖျားကန်းတန်ရှင်းတာမျိုးလေးတွေ နော်ကောင်းမှုကုသိုလ်လေးတွေမကြမကြပြုလုပ်ပေးပါကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်နောက်ထပ်ပြီးတော့ဒီဒီနှစ်ကာလပတ်လုံးမှာနော်ဆယ်တော်မူခါရာလေးတွေနမောတေခါရာလေးတွေတန်ဘုတ်တေခါရာလေးတွေတက်စေရွတ်နော်တဆေရတကယ်လို့တဆေမြွတ်နိုင်ဆိုတာမနေ့ဆယ်ကောင်နေ့ဆယ်ကောင်ညဆယ်ကောင်ရွတ်ပြီးတော့လုပ်ငန်းဆောင်တာကိစ္စဝဝပြုလို့ပြောဆိုမယ်ဆိုရင်အောင်မြင်မှုတွေရရှိလာမှာဖြစ်ပါတယ်เนาะအញ្ញံလေးတွေပါပြောက်ဖို့ကြတော့เนาะလမ်းမေးခွေးတွေအစာကျွေးပါငှက်စာလေးတွေကျွေးပါငှက်ကလေးတွေလွတ်ပါเนาะ အစာရသာရှားပါလူအစာတောက်ပေးဝတ်တယ်ရှားပါလူဝတ်ထယ်လူပေါ့နော်ဒီလိုမျိုးလေးတွေပြုလုပ်မယ်ဆိုရင်ဒါအញ្ញံလေးတွေပပျောက်သွားနိုင်မယ်နော်အဲ့တော့အစင်မပေးတဲ့ရေတရားတွေကောင်းမှုကုသိုလ်တွေဆောက်ရရှောင်လေးတွေလိုက်နာကျင့်သုံးပြီးတော့ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆင်မကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ထို့ကြောင့်ဒီတနစ်တာအတွင်းမှာ တနင်္လာအသားသမီးတွေအစအစအရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစည်းပွားပိုင်းတွေ တိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအန္တရာယ်ဘေးတွေကင်းဝေးပြီးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆက်မ